ားလုံးပဲမင်္ဂလာပါဒီလိုလေးမှာကြော်မျှဝေခြင်းတာလေးကကျွန်တော်တို့ရဲ့ Facebook ထဲမှာကိုဒါကိုနဲ့တငယ်ချင်းဖြစ်ထားတဲ့သူတွေဘယ်မြို့မှာနေလဲဒါဘယ်နိုင်ငံမှာနေလဲဆိုတာကိုကျွန်တော်တို့ဒါ Facebook ထဲကနေပြီးတော့လောလောကူကူကြည့်လို့ရတဲ့နေလန်လေးကိုကြော်မျှဝေခြင်းပါတယ်โอเคဒါကကြတော့ကျွန်တော်တို့ဒါ Facebook ထဲမှာကိုဒါတငငချင်းဖြစ်ထားတဲ့သူတွေကိုပဲကျွန်တော်ကကြည့်လို့ရမှာဖြစ်ပါတယ်။ဒါတငငချင်းမဖြစ်သေးတဲ့သူတွေကိုတော့ဒါကြည့်လို့ရမှာမဟုတ်ပါဘူးเนาะ။ Okay အဲ့တော့ဒါဒီနီလန်လေးကတော့ဒါတော်တော်များများလေးတည်ပြီးသားဖြစ်ပါလိမ့်မယ်เนาะ။ဒါမတည်သေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကိုဒီလိုလေးကကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်။ Okay ဒါ Facebook ထဲမှာဆိုရင်တော့ဒါကိုယ်နဲ့တငငချင်းဖြစ်ထားတဲ့ကိုယ့်ရဲ့တငငချင်းတွေဒါမြန်မာနိုင်ငံထဲမှာဆိုရင်လည်းကျွန်တော်ဒီ ဘယ်မြို့မှာနေလဲပေါ့နော်ဒီအခြားနိုင်ငံတွေမှာဆိုရင်လည်းကျွန်တော်ဘယ်နိုင်ငံမှာနေလဲဆိုတာလေးကိုဒါကြည့်လို့ရတဲ့နေလန်လေးပါနော်โอเคပထမအဦးဆုံးကျွန်တော် Facebook ထဲကျွန်တော်ဝင်လိုက်မယ်โอเค Facebook ထဲဝင်ပြီးဆိုကျွန်တော်ဒီမှာသူ့ရဲ့ဒါ profile လေးထဲဝင်လိုက်မယ်ဝင်ပြီးသွားပြီးဆိုရင်ကျွန်တော်ဒီမှာဒီအောက်ဆုံးမှာရှိနေတဲ့ကျွန်တော်ဒီမှာ Simo ဆိုတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်သွားလိုက်ပါနော်သူထည့်ဖွင့်လိုက်မယ်โอเค ဒါဖွင့်ပြီးတော့ပြီဆိုရင်ကြောင်းဒီမှာအောက်ကိုဆွဲချလိုက်ပါ Oh sorry Okay ဒီမှာပါနော်ဒီနေရာလေးကိုဝင်လိုက်ပါနော်နေရာပိုင်း friend ဆိုတဲ့ကောင်းလေးတွေကိုတစ်ချက်ဝင်လိုက်ပါ Okay အဲ့တူထဲဝင်လိုက်ပြီဆိုရင်ကျွန်တော်အဲဒီပုံစံတိုင်းသူပေါ်လာလိမ့်မယ်ပေါ့နော်အဲဒီပုံစံပေါ်လာပြီဆိုရင်ကျွန်တော်ကဒီမှာ gas start ကျွန်တော်နှိပ်လိုက်မယ် โอเคဒီနေရာမှာကိုကျွန်တော်ဒီမှာဟိုဒီများလေးကိုနှိပ်ပြီးတော့ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်เนาะ โอเคဒီမှာကျတော့ကျွန်တော်ဒီမှာ you are friend on facebook ဆိုတဲ့ထဲမှာပဲကျွန်တော်ကဒါ friend နဲ့ပဲကျွန်တော်ကကြည့်လို့ရမှာပေါ့เนาะကိုယ့်ရဲ့တငယ်ချင်းတွေပေါ့เนาะကိုယ့်နဲ့ဒါ facebook ပေါ်မှာတငယ်ချင်းဖြစ်ထားတဲ့သူတွေကိုပဲကျွန်တော်ကကြည့်လို့ရမှာဖြစ်ပါတယ်เนาะဒီနေရာပဲကျွန်တော်ကထားလိုက်မယ်โอเคအဲ့တော့နောက်ကိုကျွန်တော်ပြန်လိုက်မယ်ပြန်ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီမှာ next ဆိုတဲ့ account လေးကိုကျွန်တော်တစ်ချက်သွားလိုက်မယ် โอเคဒီနေရာမှာကျွန်တော်တို့ကဖွင့်ပေးလိုက်မယ်เนาะဒီမှာဆိုရင်အွန်ဆိုတဲ့ကောင်လေးကိုကျွန်တော်ဖွင့်ပေးလိုက်မယ်โอเคဒီမှာဆိုရင်ကြည့်လို့ရပါပြီเนาะဒါကျွန်တော်မှာကျွန်တော်ဒီအောက်ကကျွန်တော်ကျွန်တော်ကဒါတငယ်ချင်းနဲတယ်ပေါ့နော်တငယ်ချင်းမရှိဘူးဒါဒီမှာဆိုရင်ဒါတငယ်ချင်းတွေကိုကျွန်တော်ကကြည့်ချင်တယ်ဆိုရင်ဒီအောက်မှာရှိနေကျွန်တော်ဒီမှာ invite ဆိုတဲ့ကောင်လေးကိုကျွန်တော်ကတစ်ချက် လိုက်ပြီးနှိပ်ပေးထားလိုက်ပါနော်ဒါဆိုရင်နောက်ကြရင်သူကကျောင်းဒါကြည့်လို့ရမယ်ပေါ့နော်ဒီထဲကိုသူဝင်လာမှာဖြစ်ပါတယ်နော်โอเคဒါကကျောင်းကကြတော့တငယ်ချင်းတွေကမရှိဘူးပေါ့နော်ဒါမိတ်ဆွေတို့ကကြတော့ကိုယ့်ရဲ့အကောင့်ထဲမှာဒါတငယ်ချင်းတွေအများကြီးရှိတယ်ဆိုရင်ဒီအောက်မှာသူအများကြီးပေါ်လာပါလိမ့်မယ်ပေါ်လာတယ်ဆိုရင်ကျောင်းဒီမှာသူ့ရဲ့ဒီ name ရဲ့အောက်မှာကြည့်ကြည့်ပါနော်သူ့ရဲ့ဒီအကောင့်နာမည်ရဲ့အောက်မှာဆိုရင်မြန်မာဆိုရင်မြန်မာရှိလိမ့်မယ်နေတဲ့မြို့ပေါ့နော် မြန်မာနိုင်ငံမှာဆိုရင်လည်း तू ကနေတဲ့မြို့နဲ့မြန်မာနိုင်ငံဆိုတာ तू ပြပါလိမ့်မယ်နော်ဒီထိုင်းမှာနေတယ်ဆိုရင်လည်းထိုင်းဘယ်မြို့မှာထိုင်းပေါ့နော်ညထိုင်းလန်ပေါ့နော်အဲ तू ကဒီမြို့နာမည်နဲ့နိုင်ငံကို तू ကပြောပြပါလိမ့်မယ်နော်ဒါကိုကိုထဲမှာဒါတငငချင်းဖြစ်ထားတဲ့မိတ်ဆွေတွေအားလုံးကိုကျွန်တော်ကကြည့်လို့ရပါတယ်နော်မိတ်ဆွေတွေကိုကြည့်လို့ရတယ်ဒါကြည့်လို့မရသေးတဲ့မိတ်ဆွေတွေကိုကျွန်တော်ဒီမှာဒီလို invite ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ဖိတ်ခေါ်ထားလိုက်ပါတော့ဒါဆိုနောက်ကြရင်တို့ကဝင်လာပါလိမ့်မယ်နော် နောက်ကြာကျွန်တော်ကဒါကြည့်လို့ရပါတယ်သူတို့ Okay ဒီနည်းလမ်းကြီးကကြတော့ကျွန်တော်ဒါ Facebook ထဲကနေပြီးတော့ကိုယ့်ရဲ့တငယ်ချင်းတွေအဲသူတို့ဘယ်နိုင်ငံမှာနေလဲဘယ်မြို့မှာနေလဲဆိုတာကိုကျွန်တော်ကဒါလွယ်လွယ်ကူကူကြည့်လို့ရတဲ့နည်းလမ်းလေးပါနော်ဒီမှာဆိုရင်ကြည့်ကြည့်ပါနော်ဒီအကောက်ကကြတော့ကျွန်တော်အကောက်ပါနော်ဒီမှာဆိုရင်သူနေတဲ့မြို့ပေါ့နော်ရှိပါတယ်နော်ဒီမှာဆိုရင်သူတို့ရဲ့ဒီအကောက်ရဲ့ဒီနမဲအောက်အချီမှာပေါ့နော်ဒီအကောက်နှင်းရဲ့အောက်အချီမှာကြည်ကြည်ပါနော်အောက်အချီမှာကြည်ကြည်ပါ အာသူတို့နေတဲ့မြို့ပေါ့နော်မြို့ပြီးမှကျတော့သူနိုင်ငံကိုသူကပြပါလိမ့်မယ်နော်ဒါမြန်မာနိုင်ငံမှာဆိုရင်လည်းဘယ်မြို့ပေါ့နော်မြို့ပြီးရင်သူကမြန်မာနိုင်ငံဆိုမြန်မာနိုင်ငံမှာနေရဆိုမြန်မာနိုင်ငံပေါ့နော်ဒါထိုင်လန်မှာဆိုရင်လည်းထိုင်လန်မှာရှိနေလိမ့်မယ်ပေါ့နော်ဒါစင်ကာပူမှာဆိုရင်လည်းစင်ကာပူမလေးရှားဆိုမလေးရှားပေါ့နော်ဒါကိုယ့်ရဲ့တငယ်ချင်းတွေရှိတယ်ဆိုရင်အဲ့ဒီတငယ်ချင်းတွေရဲ့နေတဲ့နိုင်ငံနဲ့မြို့ကိုသူတို့ကဒီဒီနေရာလေးမှာကျွန်တော်ကဒါကြည့်လို့ရမှာဖြစ်ပါတယ်နော် ဒါကကြတော့ကျွန်တော်ကဒါကျွန်တော်ဒီအကောက်ကကြတော့ဒါ friend ကလည်းတိတ်မရှိဘူးပေါ့နော် friend ကလည်းဒါတိတ်ပြီးမရှိသေးတဲ့အကောက်ဖြစ်လို့ပါဒီမိတ်ဆွေတို့ကကြတော့ကိုယ့်ရဲ့အကောက်ကဒါကိုယ့်ရဲ့တငယ်ချင်းတွေအများကြီးရှိနေတယ်ဆိုရင်ဒီအောက်မှာအများကြီးသူပေါ်လာပါလိမ့်မယ်နော်ပေါ်လာပြီဆိုကျွန်တော်ကြည့်လို့ရပါတယ်ဒီမှာကျကျွန်တော်ကကြာမရှိဘူးပေါ့နော်ဒီအပေါ်ကကြတော့ကိုယ့်ရဲ့ခုကြည့်နေကျွန်တော်လက်ရှိအကောက်ပေါ့နော်ဒါသူ့ရဲ့အောက်မှာမှကျွန်တော်ရဲ့ဒီတငယ်ချင်းတွေပေါ်လာမှာပေါ့နော် ။အဲသူ့အကြောင်းကဒီမှာတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်။တစ်ချက်နှိပ်လိုက်ရင်လည်း तू အဲသူ့ရဲ့နေတဲ့နေရာပေါ့နော်။နေတဲ့နေရာကို तू ကပုံမှာဖြစ်ပါတယ်နော်။ဒါနေရာတူတွေတကယ်ချင်းနေရာဒါနေရာတူတွေရှိတယ်ဆိုရင်လည်းဒါတူတဲ့အတိုင်း तू ကအဲဒီလိုပုံလေးတွေလိုက်ပေါ့နော်သူ့ရဲ့ဒီကျောင်းဒီ profile ပုံလေးတွေကသူကပြပြပေးမှာဖြစ်ပါတယ်နော် sorry ကျောင်းဒီမှာနေရာပိုင်း front okay โอเคဒါဒီနည်းလမ်းကြတော့ဒါတော်တော်များများလဲတီးပြီးသားဖြစ်ပါလိမ့်မယ်เนาะဒါမတီးသေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကိုဒီဗီဒီယိုလေးကကျွန်တော်ကဒါမျှဝေတာဖြစ်ပါတယ်โอเคအဲ့တော့အားလုံးလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒါတခါမှကျွန်တော်ဒီ Facebook ထဲကနေပြီးတော့ကိုယ့်ရဲ့ ဒီ front ဖြစ်ထားတဲ့သူတွေကိုဒါဘယ်နေရာမှာနေလဲဆိုတာကိုမကြည့်ဘူးသေးတဲ့ကျောင်းရဲ့မိတ်ဆွေတွေပေါ့နော်ဒါမသိသေးတဲ့ကျောင်းရဲ့မိတ်ဆွေတွေအတွက်ကိုဒီလိုလေးကကျောင်းမျှဝေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့အလုံးနဲ့ကျောင်းကျေးဇူးအများကြီးတင်ပါတယ်ဒါကျောင်းရဲ့ဗီဒီယိုလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ဗီဒီယိုလေးရဲ့အောင်နာမှာရှိနေတဲ့အနီးရောက် subscribe လေးနဲ့ဘေးနားမှာပေါ်လာမဲ့ခေါင်းလောင်းလေးကိုမနှက်ရသေးဘူးဆိုရင်တော့တစ်ချက်စီလောက်နှိပ်ထားပေးခဲ့ဖို့ကျွန်တော်တောင်းဆိုပါရစေခင်ဗျာဆက်လက်ပြီးတော့လေကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုရင်းနဲ့မိတ်ဆွေတွေအားလုံးကို တယောက်ချင်းစီကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးအားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေခင်ဗျာ